တနင်္သာရီတိုင်းဒေသကြီးပူလောမြို့နယ်မြန်မာနိုင်ငံတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးချီတန်းအား PDF များကတနက်ဖြန်ပြတ်တက်ခဲ့ကြောင်းသိရပါတယ်။2025ခုနှစ်ဒီဇင်ဘာ9ရက်မိုးလဲတနအိမ်မှာတနင်္သာရီတိုင်းဒေသကြီးပူလောမြို့နယ်ကြောက်ကကြေးရွာရှိ PDF 15ဦးခန့်ကဆက်လင်နှစည်းဖြစ်ရရှိလာပြီးဆိုပါကြေးရွာနေသူများဖြစ်ကြတဲ့ဦးဝင်းကျိုင်း54နှစ်နဲ့ပူလောမြို့နယ် မြန်မာနိုင်ငံတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဖြစ်သူဦးကြည်တန်း64နှစ်တို့ဤနေများသို့ဝင်ရောက်ကာတနက်ဖြစ်ပြစ်ခတ်ခဲ့တာကြောင့်ဦးဝင်းကျိုင်မှာကြည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီးဦးကြည်တန်းမှာကြည်ထိမှန်ဒဏ်ရာများဖြင့်တေဆုံးသွားခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒါပြင်၎င်းတို့ဟာအဆိုပါကြေးရွာနေတော့ခခင်ချို48နှစ်အားအကြမ်းဖက်ချိန်ချောက်၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။အထက်ပါဖြစ်စဉ်မှာရာဇဝတ်မှုများအားကျူးလွန်လုပ်ဆောင်လျက်ရှိတဲ့အကြမ်းဖက်သမားများအားဖော်ထုတ်ဖမ်းဆီးရေးယူနိုင်ရင်းနဲ့ဖမ်းဆီးခံထားရသူများအားပြန် က်လဲခဲ့တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။